တခါတော့ငါလူတယောက်ရှိခဲ့ဘူးတယ်။သူ့အကြောင်းကိုထွေထွေထူးထူးညှို့ဖွဲ့ပြောစရာအကြောင်းမရှိပါဘူး။တမန်ပါပဲ။မချမ်းသာပြီမဲ့မစင်းရဲဘူး။လက်မှုလုပ်ငန်းတစ်ခုကို လုပ်ပြီးရက်တည်တယ်။လူပြိုကြီးမို့လို့မိသားစုတောင်းဝင်ခင်းတယ်။ဒီနေ့မိုးအေးအေးနဲ့အိမ်ထဲမှာသူ့ TV ထိုင်ကြည့်နေတော့တောက်တောက်တောက်တကားခောက်တန်ကြားရပါလေ။ဘသူလဲရေတော့ဘယ်သိမလဲ။တကားဖွင့်ထားတယ်တွန်းဝင်လိုက်ပါ။အထဲကိုဝင်လာသူက စင်းရဲနှမ်းပါပုံရတဲ့မျက်နှာစိမ့်မိမတရား तू အံ့ဩသွားတယ်အဲ့ဒီမိမကိုမသိဘူးလေခမည်းဘသူလဲကျမမက်လာပါဘာကိစ္စများရှိလို့လဲဖနက်တရင်ရောင်းကျင်လို့ပါဟာကျွန်တော်မှဖနက်ရှိသေးတယ်ဟောင်းမိမဲ့စီးလို့ရနေသေးတယ်ဝယ်ကြည့်ပါအောင်ရှင်ထူးကြမှာပါအဲ့ဒီမိမကသူ့ယူလာတဲ့ဖနက်ကိုထုတ်ပြတယ်ဖနက်ကအသည့်ဆက်ဆက်ပဲလှလဲလှတယ် ူချောင်းနဲ့လည်းအနေတော်ဖြစ်နိုင်တယ်။ဒါပေမဲ့သူကအဲ့ဒီမိမကိုမသိငါဘူး။မဝဲတော့ပါဘူးဗျာ။ခမရပါသားတခြားမှာတွားရောက်ပါ။ကျမဈေးလျှော့ပေးပါမယ်ရှင်။ဟင်းမလိုချင်ပါဘူးဗျာ။စီးကြည့်ပါအောင်ရှင်။ဟင်းဟင်းမစီးတော့ပါဘူးဗျာ။ခမရရောက်လာမလို့ကိုမဝဲချင်ဘူးမလာရဲ့။မြမစကပုံလေးရှိသားပဲ။ခမရရဲ့နာမည်နဲ့တိုက်ရိုက်ဆိုထားတာ။မရှိခုံတော့မလဆုံးမျိုးတဲ့။ဟော စကားပုံကအဲ့ဒီလိုမဟုတ်ပါဘူးရှင်မရှိခိုးနိုးမလှဆုံးရိုးပါမရှိတဲ့သူကိုခိုးမယ်ထင်ကြတယ်မလှတဲ့သူလိုဆုံးလို့ရိုးစွကြတယ်ဒီလိုပါဘလို့ဖြစ်ဖြစ်ဗျာမဝဲပါဘူးဝဲပါရှင် ပြောရဆိုရတာတော်တော်လက်ပေါက်ကတဲ့မိန်းမပါပဲနာကြီးမခံနိုင်တဲ့အစုံးမှာဒီမိန်းမပြန်ပြီးရောဆိုပြီးစိတ်နဲ့အဲ့ဒီဖနက်ကိုဝယ်လိုက်ပါတယ်ဈေးကလည်းအတော်ချိုပါတယ်ဒါပေမဲ့သူဟာ အဲ့ဒီဖနက်ကို အတော်နဲ့မစည်းဖြစ်ပါဘူးဖနက်စင်ပေါ်တင်ပြီးဖနက်အဟောင်းကိုပဲစီးမြဲဆက်စည်းနေတယ်ဒီလိုနဲ့တနေ့မှာဧခံဝဲတခုကိုတွားရမယ့်အခြေအနေဂျုံလာရောအင်းဖနက်အဟောင်းနဲ့တော့မကောင်းလာဘူးဖနက်အစ်စ်ကိုစီးသွားမှဝေကောင်းစားလာတွေကိုဝစ်လို့မလလာရောင်းနဲ့ဖနက်အစ်စ်ကိုစီးပြီးဧခံဝဲကိုတွားပါလေရောပြဿနာကအဲ့ဒီမှာစပါတယ် အာအကြီးအကျယ်ဖနက်ပေါက်ပါတယ်ဖနက်နှစ်ဖက်ရဲ့သဲကျိုးလေးချောင်းလုံးကအေးပြားတွေအသားနီလန်လာတဲ့အထိပေါက်ပါတယ်သူမခံနိုင်ပါဘူးမခံနိုင်တော့အောင်လဲနားရပါတယ်ဖနက်ကနည်းနည်းလေးကြီးရင်တော်အောင်မယ်အဲ့ဒီလိုသူညီးမိတာမှတင်ဖနက်ကတဖြည်းဖြည်းချင်းကြီးလာပါတယ်အကြီးကြီးဖြစ်တဲ့အထိကိုကြီးလာတယ်သူစီးလို့အဆင်မပြေတော့ပါဘူးဟာဖနက်ကပြန်သေးတော့မှဖြစ်မှာပဲ။ ဲ့ဒီလိုရေရွတ်မပြန်တော့ဖနက်ကပြန်သေးသွားပြန်တယ်။ငကိုမူလာတက်ကို ပြန်သေးသွားပြီးခြေောက်ကိုမညာမတာကိုက်ခဲထားသလိုပဲ။ဩဒုက္ခပဲဖနက်ကငကိုတိုင်းပြန်ဖြစ်ပါမလား။ပြန်ဖြစ်သွားပါလေ။သူပြောသလိုပဲဖနက်ကငကိုတိုင်းပြန်ဖြစ်သွားပါလေ။ဒါပေမဲ့ဖနက်ကတော့ပေါင်မြင်းပေါက်ဆဲပါ။သူတော်တော်စိတ်တူသွားတယ်။အလကားဖနက်ဒုက္ခပေးတဲ့ဖနက်သွားဟာဖနက်ကိုဆွဲချုပ်ပြီးလွန့်ပြဖို့သူစူးစမ်းပါလေ။ဒါပေမဲ့မရပါဘူး။ ဖနက်ကဘလို့မှပြန်ချွတ်လို့မရတော့ပါဘူးအမှန်တော့သူ့စီကိုဖနက်လာရောက်တဲ့မိန်းမအားစုံမတယောက်ပါအန်ဒီရဲ့ပေးခြင်းလို့မဟုတ်ပဲချစ်လို့တသက်သူ့ကိုကြည်စားတာပါသူ့မှာတော့အကြီးအကျယ်အခက်ကြုံရပါတော့တယ်ချွတ်မရတဲ့ဖနက်တန်းလန်းတန်းလန်းနေပဲလှိမ့်နေအောင်ခံရပါတယ်အင်းဒီလိုကြရင်အဆင်ပြေသွားတာပဲခုံခုံပြီးတော့လမ်းလျှောက်ကြည့်ရင်သူဖနက်စီးရတာအဆင်ပြေသွားပါလေဖနက်ပေါက်တဲ့ဒဏ်ကိုလည်း မခံရတော့ပါဘူးနောက်ပိုင်းမှာအပြင်ထွက်တိုင်းခုန်ခုန်ပြီးတော့သူရှောက်သွားပါတော့တယ်မိတ်ဆွေခမရပျော်နေတဲ့အချိန်မှာလူတစ်ယောက်ကကိုယ့်ရှေ့ကိုလာပြီးခုံဆွခုံဆွလှုပ်ပြနေရင် ခမရတို့နဲ့အတူ လိုက်ပျော်နေတယ်လို့မထင်ပါနဲ့သူ့ကိစ္စနဲ့သူပါသူ့ဖာသာလမ်းလျှောက်ရင်ခုံဆွခုံဆွဖြစ်နေရင်လဲဘဝင်မြင့်ပြီးမြောက်ကျမြောက်ကျဖြစ်နေတယ်လို့မထင်ပါနဲ့သူ့ကိစ္စနဲ့သူပါအရေးကြီးတာကဒီပုံမြင်ကိုဖတ်ပြီး ကိုယ်တိုင်ခုံဆွခုံဆွခမရတို့ဖြစ်နေဖို့ပါပဲဗျာ။